အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမယ့်ဝတ္ထုတိုလေးကတော့ဆံမြင်တန်းရဲ့ရောရောရောင်ရောင်မောင်ပါမောင်ဝတ္ထုတိုများတဲ့ကချစ်ချင်းသည့်အပြစ်ကင်းဤဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်ချစ်ချင်းသည့်အပြစ်ကင်းဤကိစ္စကကိုအင်ကကိုကိုချက်ပြုတ်ကျွေးမွေးရင်းစောင့်ရှောက်နေကြတဲ့ဖိုးဆက်တို့လင်မယားကိစ္စပဲ ိုကလည်းဒီကလေးကလာကိစ္စတွေတယ်မပါချင်ပါဘူးဒါပေမဲ့ဖိုးဆက်တယောက်မလိုလားအပ်ဘဲဒေါသဖြစ်မှလည်းပူတယ်သူ့သမီးကလေးဆိုတာကလည်းကိုကပဲကောလိပ်ကြောင်ထားပေးခဲ့လေတော့ကို့သမီးလိုလည်းဖြစ်နေတော့ဝင်ပါရတော့တာပေါ့ဒီလိုဗျဖိုးဆက်သမီးလေးယင်မိကတက္ကသိုလ်ကဘွယ်ကလေးရပြီးတော့အထက်တန်းပြဆီယာမလုတော့တယ်မိထီလာနားမှာဆိုတော့ အဲ့ဒီမှာနေကြတဲ့ဖို့ဆက်ကြီးညီအငယ်ဆုံးကောင်ကျော်စိန်တို့မိသားစုနဲ့နေခဲ့ပေါ့တလားနှစ်ခါတစ်ခေါက်နှစ်ခေါက်တော့ဒီကိုပြန်တော့ဗျာဒီလိုမဟုတ်လဲဖို့ဆက်တို့လင်မယားကကြုံတဲ့အခါဝင်တွေ့တတ်ကြတယ်ဟိုကကျော်စိန်တို့လင်မယားကလည်းသားသမီးမရှိလေတော့ရင်မိကိုအလွန်ဆောက်ရှောက်ရှာတာကျော်စိန်ဆိုတဲ့ကောင်ကကြောင်းစရာလူထွက်ခုတော့မော်တော်ဆိုင်ကယ်တစ်စီးနဲ့ ရွာရိုးကိုပေါက်လက်ကျူရှင်ပြစားနေတယ်ထင်ပါရဲ့ဖိုးဆက်လို့မဟုတ်ဘူးဟိုကောင်ကဝဝဖိုင်ဖိုင်နှဖူးကပြောင်းပြောင်းသူမိန်းမကလည်းဈေးထဲမှာဖနှက်ဆိုင်နေပါရင်ရှိတယ်ဒီတော့ယင်မိအဲ့ဒီမှာနေရတာအလုံးအစင်ပြေပေါ့ဒီနေ့တော့ကြော်စိန်ပေါက်ချလာတယ်အမှန်တော့ကြော်စိန်လာတာကအစမ်းမှမဟုတ်တာဒီကောင်ကဒီဘက်လာလာပြီးဂျိုးပြစ်ဂျိုးတဲလုတ်တက်တယ် ကိုချန်ထဲမှာသူ့ချစ်ကားကလေးထားပြီးတနေကုန်တောင်ရိုးတက်ပြီးဂျိုးပြက်လေးရှိရဲ့ဒီတစ်ခါတော့အဲ့ဒါလို့မဟုတ်ဘူးအဲ့ဒီတုန်းကကိုရင်မောင်တင့်သားလည်းရောက်နေတာကိုကျော်စိန်နဲ့ကိုရင်မောင်တင့်သားကလည်းအဖွဲကြတယ်နှစ်ယောက်စလုံးကတောက်လဲတောက်နိုင်နေဗျအဲ့ဒီနေ့ကတောင်ကိုတွေဝေးနေတာနဲ့ပဲကိုလည်းလမ်းလျှောက်မထွက်နိုင်တာနဲ့နောက်ဖေးဝရဏာမှာကိုရင်မောင်တင့်သားနဲ့ စကားစမြည်ပြောနေကြတယ်။အဲ့ဒီတော့ကြောင်စင်ရောက်လာတာပဲ။ဒီတော့လေကိုရင်မောင်တင့်သားကသူနဲ့ပါလာတဲ့ဝီစကီဒပလင်းဖောက်ဖြစ်သွားတော့တာပေါ့။အဲ့ဒီတော့ကဖိုးဆက်တို့လင်မယားညနေစည်းသွားကြတယ်။လုံရင်ပြောရရင်တော့ဗျာကြောစင်လာတာကယင်မိကိုယောက်ျားပေးစားဖို့ကိစ္စပဲ။ကြောစင်ပြောလို့သိရတာကယင်မိကောလိပ်ကျောင်းနေကလေးကကောင်းလေးတယောက်နဲ့ကြိုက်နေတာ။ကောင်းလေးကလည်းသူ့လိုပဲကြောက်စရာတဲ့ အရင်ကရန်ကုန်မှာတဲ့ခုတော့ဒီကိုပြောင်းလာတာ9လ10လလောက်ရှိသွားပြည့်အဲ့ဒါသူကကောင်းကလေးနဲ့လဲစကားပြောဆိုကြည့်တယ်မချာခင်ကလည်းကောင်းကလေးအကိုကြီးဆိုတာကတောင်ဝင်နဲ့ခရီးသွားရင်လမ်းကြုံဝင်လာပြီးကျော်စိန်ကိုပဲကြည်စီမံပေးဖို့အပ်သွားလို့တော့ကျော်စိန်လည်းဒီပေါက်ချလာရတော့တာပဲတဲ့ဒီတော့ကျော်စိန်ကထုံးစံအတိုင်းဒါဆရာကြီးတောင်းဝင်ပဲဆရာကြီးကအသက်ကြီးဆုံးလို့ပြောတယ် ထုံးစံအတိုင်းလို့ပြောတာကိုကိုကနည်းနည်းရှင်းရလိမ့်မယ်။တခြားတော့မဟုတ်ပါဘူး။အရင်ကတည်းကဒီကောင်ကပြောလို့ရှိလင်းလွန်းပါပဲ။ကိုတို့စကားပြောလို့ရှိတိုင်းတခုခုဆုံးဖြတ်เสียရ။ဖက်ချက်ချเสียရများရှိလာခဲ့ရင်ဒီကောင်ကဆရာကြီးဆရာကြီးကအသက်ကြီးကုန်။ဆရာကြီးမှာတာဝန်ရှိတယ်လို့ပြောလို့ရှိသဗျ။ကိုကအသက်ကြီးရတော့အမှန်ပေါ့။သူပဲဒီနေရာတကမှာအတီးဆုံးတော့မဖြစ်နိုင်ဘူးထင်တယ်။ဒါကြောင့်ဟတ်ကောင် ီကိစ္စကမင်းတကူးတကားနဲ့ငါ့အိမ်ပေါ်တင်လာတာမင်းတို့ညီကိုနှစ်ယောက်ကြည်ရှင်းကြပါလို့ပြောလိုက်မိရဲ့အဲ့ဒီတော့မှကျော်စင်ကဆရာကြီးရဲ့ရင်မိဟာဆရာကြီးသမီးလိုပါပဲဆရာကြီးမပါလို့ဘယ်ဖြစ်မှာတော့ကိုဖိုးဆက်သောတာဆရာကြီးလည်းအတိသားပဲတန်းရင်မကတော့ကျွန်တော်အနေချင်းပြပြထားပြီးသားပါတန်းရင်မကအမေဆိုပေသည့်ဆရာကြီးတို့ကျွန်တော်တို့တင့်တင့်နဲ့ထင်ရင်ပြီးတာပဲလို့ပြောမှုရဲ့ ိုဖိုးဆက်ကသာသူသမီးကလေးငယ်သေးတယ်ထင်နေတာကျွန်တော်ကြီးပြောရင်ထထိုးနေမှာပြလို့ပြောတယ်ကိုကလည်းရည်ရင်မင်းစေတနာကထိုးရင်ထိုးငါကိုထိုးစီတော့ဆိုရဲစေတနာမျိုးမဟုတ်လားပြောလိုက်မိတယ်အဲ့ဒီခါကိုတို့ပြောနေတာနားထောင်နေရဲ့ကိုရင်မောင်တင့်သားကနေပါဦးဦးလေးစင်ရဲ့သူတို့ချင်းကကြိုက်နေကြတာမဟုတ်လားဘာပြဿနာရှိလို့တော့လို့ဝင်မေးတယ်ဒီတော့ကျော်စင်ကရှင်းပြတယ်ဒီလိုกว่า ဖိုးဆက်ကြီးကသူ့သမီးကိုဆိုင်ကဝင်လာတဲ့ကိုဘက်ရုပ်ကလေးများလို့မှန်ပြူရဲထက်ကြည့်ကျင်နေတာသူ့တသက်သူ့သမီးကလေးကိုဒီလိုပဲထားကျင်တာဒီလိုပဲထားကျင်ုံမကောက်ဒီလိုပဲနေလိမ့်မယ်လို့ထင်ထားတာဒီပြင်တက်တက်ပြောရရင်တော့ကွာမင်းနဲ့မင်းဆီအောင်မှာကလေးပါတဲ့အမလီဟုတ်ပြီမင်းတို့နေကြထိုင်တာမျိုးလဲသဘောကျပုံရတယ်တခါကရင်မိကိုတော့ပြောသေးဆိုပဲဦးလေးတင့်သားနဲ့ ူမိတ်ဆွေဆရာမမကလေးကိုကြည်စမ်းဘလောက်သဘောကျဖို့ကောင်းတယ်တဲ့ဒီတော့ကိုလို့သုံးယောက်မျိုးလုံးနေဆိုင်သွားကြတယ်ပြီးမှကိုကကိုရင်မောင်တဲ့သားကို ပြောလိုက်မိတယ်ကဲဒီကိစ္စမင်းလဲပါတယ်ဖိုးဆက်တို့လင်မယားပြန်လာတဲ့အခါဖိုးဆက်ကြီးကိုနားဝင်အောင်ရှင်းညသေးတာပေါ့ကိုလို့လေဖိုးဆက်တို့လင်မယားဈေးကပြန်ကိုစောင့်ညရင်စကားဆက်ကြတဲ့အခါကိုရင်မောင်တဲ့သားကဘာဖြစ်လို့ကျွန်တော်နဲ့အမ်လီရဲ့ဆက်ဆံရေးကို ဦးလေးဆက်ကသဘောကျရတာလေလို့ကျော်စိန်ကမေးတယ်။ဒီတော့လေကျော်စိန်ကရှင်းပြတယ်။ငါလည်းအသေးချာတော့မပြောနိုင်ဘူး။တခါကဖိုးဆက်ကြီးကသူ့သမီးကိုအိမ်ဆောင်ရေးအကြောင်းဘာအကြောင်းပြောတော့ငါရှိနေမင်းတို့ကို နမူနာပေးပြောသွားတာကြားဘူးလေ။သမီးဦးလေးတင်သားကိုကြည့်ရက်။သူနဲ့သူ့မိတ်ဆွေဆရာဝန်မလေးဟာခုချိန်ထိတယောက်နဲ့တယောက်တငယ်ချင်းတွေလိုပဲတဲ့။သူတို့ကငငယ်ကလေးကအတူကြီးလာကြပြီ။တငယ်ချင်းတွေဖြစ်နေကြတာခုထိပဲတဲ့။ အဲ့ဒီချစ်ချင်းဟာအပြစ်ကင်းတယ်တဲ့ဒီတော့အနာကနားထောင်နေမိတဲ့ငါကမနေနိုင်လို့ဝင်ပြောမိသေးတယ်ကောင်းတော့ကောင်းတာပေါ့ကွာသူ့ပဲတိလူတိုင်းနေနိုင်တဲ့ကိစ္စမျိုးမှမဟုတ်တာလို့ပြောလိုက်မိတယ်ဒီတော့ကိုရင်မောင်တင့်သားကပြုံးတယ်ကျော်စင်ကပဲဆက်ပြီးမင်းတို့ဟာကဘာခေါ်လဲပလက်တူးနေလားလို့မေးတယ်ကိုကတော့ဘာမှမသိဘူးသူ့ပြည်တဲ့မသိတယ်လို့သိတယ်လို့နေလိုက်တယ်ကိုရင်မောင်တဲ့သားကပြုံးလို့လာနေတော့တာကို ီတော့ဖိုးဆက်တို့လင်မယားပြန်ရောက်လာတယ်။လာလာနဲ့တန်းရင်မကရိတ်ခဲ့တိတော့သူ့ရောက်ကြောက်သွားဆရာကြီးတို့နဲ့စကားပြောကြည့်။ကျမအမီးလုပေးမယ်လို့ပြောရင်ဖိုးဆက်ကိုကိုရိုစီလွတ်လိုက်တယ်။ဖိုးဆက်ကကိုရိုလိုအရေးကြိုက်တတ်တာမဟုတ်ဘူး။ဘီယာကလေးတပလင်းလောက်ကိုတနိုင်လောက်ကြအောင်တောက်တဲ့လူမျိုး။ဖိုးဆက်ကကိုရိုဝိုင်းမှာထိုင်မယ်လို့ရင်ဘာရီများဆွေးနွေးနေကြတော့လို့ဆိုတယ်။ဒီတော့ဖိုးဆက်အတွက်ဘီယာတပလင်းဖောက်နေရင်ကိုရင်မောင်တင့်သားက ဥလေးဆက်သမီးယောက်ျားပေးစားဖို့အကြောင်းပြောနေကြတာလို့တက်တဲကြီးပြောလိုက်ပါလေရောဖိုးကျော်စင်ရောကိုပါဘာပြောရမှန်းမသိဖြစ်သွားတယ်ဒီနေ့မှဖိုးဆက်ကလည်းစိတ်ကောင်းဝင်နေပုံရတယ်ကောင်းသားပဲဒါထက် မောင်ရင်တို့ကတော့ဘယ်တော့လက်ထက်ကြမှာတော့လို့ကိုရင်မောင်တဲ့သားကိုပြန်နောက်လိုက်တယ်ကျွန်တော်တို့ကကြီးပြီကျွန်တော်ဆိုဒီနေ့45ရှိသွားပြီအမလီဆိုရင်လည်းကျွန်တော်ထက်3နှစ်ထင်နေတာရင်မီတို့ကငယ်သေးတယ်ကိုင်းထိုင်မအောင် ကျွန်တော်တို့အေးအေးဆေးဆေးပြောကြတာပေါ့တဲ့ဒီလိုနဲ့တို့တို့ပြောရရင် ဖိုးဆက်ကိုသူသမီးအိမ်အောင်ချဖို့ကိစ္စကိုပြောပြသွားကြတယ်ပေါ့ပထမတော့ဖိုးဆက်ကြီးကတိတ်မကြိုက်ချင်ဘူးဒါပေမဲ့ကိုရုဘတ်မှာကစကားပြောကောင်းတဲ့ကြောင်းစရာလူထွက်နေအောင်ပါတာကိုကိုရင်မောင်တင့်သားရဲ့ကြော်စင်ရင်လေအဆုံးတော့ဆရာကြီးတို့တင့်တယ်လို့ပဲဖြစ်ရတာပေါ့ဒါပေမဲ့ဖိုးဆက်ကငကိုကလေးကစိတ်ထဲမရှင်းမုံပေါ်နေတဲ့ ကိုရင်မောင်တင့်သားနဲ့သူ့ငယ်ချင်းကောင်းမလေးကြောင့်မေးတယ်။ကျွန်တော်တို့ကတော့ဒီလိုပါပဲဦးလေးဆက်ရချစ်ချင်းမှာအနှောင်တီမထားတဲ့သဘောပေါ့။ချစ်ချင်းရဲ့နောက်ဆက်တွဲဖြစ်ဘာမှထင်မထားဘူး။ချစ်ချင်းကိုအယိုးသားဆုံးအနေထားတစ်ခုမှပဲထားတယ်။အဓိကကတော့ဒါပါပဲလို့ဖြေတယ်။ဒီတော့မှပဲကိုတို့သုံးယောက်သားအစာကလေးကနားမလည်ပုံရတဲ့အကြောင်းတစ်ခုဟာတရံဝင်နားမလည်ဘူးဖြစ်သွားတော့တာပဲဒီတော့ကြောစင်ကပဲမောင်းရင် ရှင်းတော်ရှင်အောင်တို့ကောင်းရေးထားမယ်အရွယ်ကြကမှရှုံမထားခင်းနဲ့ဟေးလို့ပြောတယ်ဒီခါကိုရင်မောင်တင့်သားကကိုကိုဦးတီဗီဒီလိုပြောတယ်ဒီလိုပါထွေးရကျွန်တော်တို့အခုထိုင်နေကြတဲ့လူတွေအားလုံးဟာမချစ်ဘူးတဲ့လူမချစ်ခဲ့ဘူးတဲ့လူမရှိဘူးအချစ်မခံရဘူးတဲ့လူတော့ရှိကောင်းရှိမယ်ဒါကိုတော့ကျွန်တော်တို့မပြောနိုင်ဘူးဒါပေမဲ့ချစ်ချင်းကိုချစ်ချင်းအတိုင်းလက်မခံကြပဲ နောက်ဆက်တွဲစင်ပွားချေကားထားတဲ့နားလည်မှုတွေအနေနဲ့လက်ခံထားကြတာများတယ်။ဥပမာချစ်ချင်းကိုပိုင်ဆိုင်မှုအဖြစ် သွေးသားတော်ဆက်လိုမှုအဖြစ်ပုဂ္ဂလိကကျေနပ်လိုမှုအဖြစ်ပြန်လည်အချစ်ခံရခြင်းကိုတန်မိုးတစ်ခုဂုံရီတစ်ခုအဖြစ်နဲ့ပို့ပြီးနားလည်လက်ခံကြတယ်။ဒီအခါချစ်ချင်းရဲ့ရိုးကုန်တွေစစ်မှန်မှုတွေပျောက်ဆုံးသွားတယ်။ခုမှကိုလိုဒုက္ခတွေ့ရတာဒင်းပြောတာရှင်းနေရှုပ်လေကို ဖိုးကျော်စင်ကတော့ကျောင်းဆရာလူထွက်ဆိုတော့လေကိုတို့ထန်ပုံနားလေပုံရတယ်ဒီတော့သူကပဲမေးနိုင်တယ်မောင်ရင်ပြောချင်တဲ့ချက်ချင်းဆိုတာကဘာလုံးဆိုတာပြောဦးกว่าလို့ပြောတယ်ဒီလိုဥလိစင်ရဲ့ချက်ချင်းဆိုတာချက်ချင်းပဲဘာသာစကားနဲ့တိဆောက်ထားတဲ့အသည့်တစ်ခုပဲဒီထက်ဘာမှမပိုဘူးတနည်းခက်ကြက်ပြန်ပြန်ပြောချင်ရင်ချက်ချင်းဟာသမှုတိသဘောဆောင်တဲ့အသည့်တစ်ခုပဲဒါကြောင့်အလွမ်းဆွေးရည်တဲ့ကြပြားဆရာကြီးတွေက ချက်ချင်းဒီမြင်းဤချက်ချင်းဒီစစ်မှန်ဤစသဖြင့်ရေးကြတာပေါ့ဟုတ်တာပေါ့ချက်ချင်းကချက်ချင်းပဲကိုမြဲတာပေါ့အတိတ်ကသာပြောင်းလဲသွားတာချက်ချင်းပေါ်နားလည်မှုကသာပြောင်းလဲသွားတာလို့ကိုရင်မောင်တင့်သားကဖြေတယ်ဒီတော့ကိုလည်းမနေတာဘူးဟန်ဆောင်လူတက်လုံနေလို့မဖြစ်တော့ဘူးခလေးကလားဆန်ကြီးဆန်နေမယ်မင်းတော့မေးရအောင်မလို့သဘောရတယ်ဒီတော့ကိုရင်မောင်တင့်သားကဆက်ပြောတယ်ချက်ချင်းကိုငယ်စဉ်အခါက စိတ်လှုပ်ရှားမှုတွေသွေးသားတောင်းဆိုမှုတွေအခြေခံပြီးလက်ခံတဲ့အခါချစ်ချင်းရဲ့လောဘတွေဒေါသတွေမောဟတွေဟာအများကြီးပဲပြီးတော့ဒီလိုမဟုတ်တော့ဘူးချစ်ချင်းကိုစင်ကြုံတရားနဲ့ကြည်လာကြတယ်တင်းင်းပြောရင်တော့ဘာတွေရကြီးတဲ့အခါနားလေတဲ့ချစ်ချင်းဟာတမိုးအဖြစ်ပြောကြတဲ့စကားဆိုရင်ငယ်စဉ်ကယွယွမိုက်မိုက်ချစ်ချင်းနဲ့မတူတော့ဘူးတမိုးပိုရှိလာတယ်စင်ကြုံတရားနဲ့လက်ခံတဲ့ချစ်ဟာတမိုးပိုကြီးပါတယ်လို့ဆိုတယ် ီတော့ကျော်စင်ကသူ့ကိုဖိုးဆက်ကြီးကိုနောက်တယ်ဟိမောင်ဆက်မင်းသမီးယောက်ျားမြင်မြန်ပေးစားရင်ပေးစားမတော်လို့သူ့လိုအတွေးခေါ်မျိုးတွေဖြစ်လာရင်တတလုံးယောက်ျားမြူတော့ပဲနေလို့မင်းနဲ့ကအိမ်ဦးကန်းကတင်ကျွေးနေရအောင်ပဲတဲ့ဒီတော့ဖိုးဆက်ကရည်ရယ်ကိုလည်းမနေတာဘူးမင်းစရာတော့မေးပြစ်လိုက်တယ်မင်းပြောတာကချစ်ချင်းဟာအတိတ်တစ်ခုတတ်တတ်ပဲဆိုတော့ဟုတ်ပါမလားကွာလို့မေးတော့ကိုရင်မောင်တင့်သားကဒီလိုလေးပါထွေးရဲ့ အဆရှိပြီးရှင်းတော့တာကိုချစ်ချင်းမှစိုးတာကောင်းတာမှန်တာမှားတာမရှိဘူးချစ်ချင်းကိုလက်ခံသုံးဆွဲတဲ့သူမှသာအဲ့ဒီတန်မှုဖြတ်မှုတွေရှိတာဒါကြောင့်လူတွေမှာချစ်ချင်းရဲ့အနေထားကမတူကြတာပေါ့တနည်းပြောရရင်ချစ်ချင်းဟာလက်ခံသုံးဆွဲတဲ့သူအပေါ်မှာမူတည်တာကိုကြိုက်ကိုဘဝနဲ့ရှင်ပြီးတိဆောက်อยู่ကြတာတထထဲကြတဲ့ချစ်ချင်းတစ်ခုဘယ်တော့မှ မရှိနိုင်ဘူးလို့တောင်ဆိုကြတယ် ခက်လွယ်လွယ်ပြောရရင်ဘာထွေးနဲ့တော်တော်လေးအကြောင်းပြန်စဉ်းစားကြည့်လေဘာထွေးနဲ့တော်တော်လေးတို့ကလူကြီးတွေပေးစားလို့အကြောင်းပါတာမဟုတ်လားဒါပေမဲ့အိမ်တော်တစ်ခုရဲ့လို့ဖြစ်လာတဲ့အခါချစ်ချင်းဟာသူ့ဘာသာရောက်လာတာပဲဘာထွေးတို့အိမ်တော်ကြီးဟာအသက်ထက်ဆုံးမြဲတယ်ဆိုရမှာပဲမြဲတာဟာတခြားအကြောင်းအရာတွေကြောင့်ပဲဘာထွေးတို့ကချစ်ချင်းကိုချစ်ချင်းထက်ပိုပြီးနေရာမပေးခဲ့ဘူးမဟုတ်လား ုတော့ကို့မှာပူစင်းပူစင်းသားစရာဖြစ်ရတာပေါ့ဒင်းပြောသလိုပဲကိုတို့လင်မယားကြားချစ်တယ်မချစ်ဘူးဆိုတဲ့ကိစ္စကို တခါမှမေးစမ်းအောင်မကြည့်ခဲ့ကြဘူးကို ခုမှ ရိတ်တာမှာဘာဝနာပွားနေတဲ့เจ้าမကြီးကိုနင်းနဲ့ငါချစ်ခဲ့ကြဘူးသလားလို့သွားမေးပြန်ရင်လဲအလကားအော်ခံရအောင်မကိုဘွားမှာကလည်းချစ်တယ်ဆိုတဲ့ကိစ္စဟာတခါကားမှမကြည့်ကြခဲ့တာကိုတက္ကသိုလ်เจ้าသားဘွားကဆိုလဲ မျက်စိကြတာတို့ဘာလို့တော့ရှိခဲ့တာကိုဒါကလည်းလူငယ်တို့ဘာသာဘာဝမဟုတ်လားခုမှပဲကိုဘာသာစဉ်းစားကြည့်ရတယ်ဘာတော့ချစ်ချင်းဆိုတာငငယ်ကနားလည်ခဲ့တဲ့တတ်မှတ်မှုဆိုတာကတော့ချစ်ချင်းမဟုတ်ဘူးဆိုတာသင်ပြောလို့သဘောပေါက်မိတယ်လို့တော့ရှိတာအသက်ကပဲ80ကျော်လာတော့စဉ်းစားရတာကတိတ်ဆိတ်ဝင်စားစရာမကောင်းတော့ဘူးရေဇလန်းလေးကတော့ပြန်ကြည့်ပူအောင်လင်းပြောတယ်လို့ပြောရရင် ခုနေတော့ချိန်ပါလို့ကြိုက်တယ်ဆိုတာက ပိုစိတ်ဝင်စားစရာပဲဒါပေမဲ့စဉ်းစားကြည့်နေခြင်းနဲ့အဲ့ဒါကို ကိုကပြောပြတော့ကိုရင်မောင်တင့်သားကဘာထွေဘသူကစဉ်းစားခိုင်းလို့ရောကို့အတွက်ဘာမှအကျိုးမရှိရတဲ့ကိစ္စတခုကိုဘာလို့စဉ်းစားနေတော့မှာတုံးတဲ့ဒါလည်းဟုတ်တော့ချစ်ချင်းဆိုတာကချစ်ချင်းပဲတဲ့ဘာမှမဟုတ်ဘူးတဲ့ဒီတော့တန်းရင်မှရောက်လာတော့စကားပြတ်သွားကြတယ်ဖိုးဆက်ကြီးက သူ့မိန်းမကိုသူ့သမီးအိမ်အောင်ချဖို့ကိစ္စပြောတယ်။ကျော်စိန်နဲ့ကိုရင်မောင်တဲ့သားကခလန်းလန်းကပြန်နေကြတဲ့ငှက်တအုပ်ကိုကြည့်ပြီးဂျိုးတယ်တဲ့အကြောင်းပြောနေကြတယ်။ကိုကတော့တောင်ရိုးနောက်ဖက်က ဝင်းတော့မဲ့နေအောင်ကြီးကိုကြည့်ပြီးตายာနေမိသလားဝမ်းနေနေမိသလားမသိဘူး။စဉ်းစားစရာမလိုဘူးဆိုကမှစဉ်းစားစရာတွေအပုံကြီးပဲ။မိခင်တော့မူကာရွန်တပြားလောက်တော့တောက်မှထင်တယ်။ဒီတိုင်းဆိုရင်အိပ်ပျော်တော့မှမဟုတ်ဘူး။ ယနေ့တဲ့မဂ္ဂဇင်းမတ်93ဇန်နဝါရီ2023